မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပွန်ဒေသမှာစစ်ရေးဗျူဟာအရရေးပါတယ်။တောင်သုံးလုံးနဲ့ ်စင်စွဲတပ်စခန်းတို့တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာအနီးအနားမှာရှိတဲ့ကတိုင်တီစခန်းမကြဆုံးရေးအတော့စစ်ကူအများပြပို့ဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖပုံခရိုင်ထဲမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့စင်စွဲစခန်းနဲ့တောင်သုံးလုံးစခန်းနှစ်ခုကိုပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့စတတရက်နေ့တို့မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ9ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတွေဟာတောင်သုံးလုံးစင်စွဲကြီးရွာအောက်ဘက်ကကတိုင်တီတပ်စခန်းနေစည်းကို ထွက်ပြေးသွားတယ်လို့ခန့်မှန်းရပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကို KNL တပ်မဟာ၅တော်လှန်ရေးပူးပေါင်းအဖွဲ့ကလိုက်လံပြီးတော့ရှင်းလင်းနေတယ်လို့ KNU တပ်မဟာ၅ပြောခွင့်ရသူဗိုလ်မှူးကြီးစောကလဲတို့ကပြောကြားထားပါတယ်လက်ရှိမှာတော့စစ်ကောင်စီရဲ့ကတိုင်တီစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းကနေလာရောက်ပြီးတော့တိုက်ခိုက်တာတွေလှုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီမဲ့အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့အတိမပြုတ်နိုင်သေးဘူးလို့ဘိုးမူကြီးစောကလေတို့ကပြောပါတယ်စစ်ကောင်စီတိုက်ရဲကတိုင်တိစခန်းဟာဖာပုံခရိုင်ဖာပုံမြို့နယ်ကမာမောင်းမြို့ဂျားကကတိုင်တိခြေရွာမှာတည်ရှိတာဖြစ်ပြီးတော့စစ်တပ်စခန်းတစ်ခုအပြင်နေကြားဆောင်တက် BGF ရဲ့တပ်ရင်း133ဌာနချုပ်စခန်းလေးတည်ရှိတယ်လို့သိရပါတယ်။အခုရပိုင်းထဲမှာစေကောင်းစီတက်ကကမာမောင်းမြို့အခြေဆိုင်ဗျူဟာစခန်းကနေမိုင်30ခန့်မှာရှိတဲ့ကတိုင်တိခြေရွာဘက်ကိုဦးတည်ပြီးတော့မြေပြင်ကနေစစ်ကူတွေပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။ကတိုင်တိဒေသအတွင်းမှာဖြစ်ပွားခဲ့တဲ့စစ်ရေးအခြေအနေတွေကြောင့်ကတိုင်တိဘောကျိုလဲစတဲ့ခြေရွာတွေကဒေသခံပြည်သူတွေဟာကမမောင်းကိုရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ MNDAA, TNLA နဲ့ AA အပါအဝင်တိုင်းရင်းသားများလက်နက်ကိုင်းလမ်းစဉ်ကိုဆွန့်လွတ်ကြရန်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာကြာရောက်တဲ့90ပြည့်ရခိုင်ပြည်နယ်နေ့အဖြစ်မင်းအောင်လှိုင်ကထုတ်ပြန်လိုက်တဲ့တဝင်းလွှာမှာအခုလိုပဲပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်အောက်တိုဘာလကစတင်ခဲ့တဲ့ MNDAA, TNLA နဲ့ AA တို့ကြောင့် ပြည်သူများရဲ့လူမှုစီးပွားအခြေအနေဟာပုံမဆိုးဝါးစေခဲ့ပြီးတော့နိုင်ငံရေးကိုအကြောင်းပြပြီးလွဲမားတဲ့အယူအဆများနဲ့အကြမ်းဖက်လုပ်ရများကိုလှုံ့ဆော်နေကြခြင်းဖြစ်တယ်လို့မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။လက်ရှိကာလမှာရခိုင်ပြည်နယ်အပါအဝင်နိုင်ငံတွင်းမှာတည်ငြိမ်အေးချမ်းမှုမရှိတာကိုအခွင့်ကောင်းယူပြီးတော့မိမိနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရာအင်အားကြီးနိုင်ငံတချို့ကဩဇာလွှမ်းမိုးချုပ်ကိုင်လိုတဲ့အတွက်ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်ပြီးပုံဖော်နေတာကိုမြင်တွေ့ရကြောင်းခေအဆက်ဆက်လက်နက်ကင်တိုက်ခိုက်မှုများဟာနိုင်ငံရေးကိုအကြောင်းပြပြီးတော့လွဲမားတဲ့အယူအဆများနဲ့လှုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၎င်းကပြောဆိုလိုက်ပါတယ် MNDAA TNL နဲ့ AA တို့အနေနဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောက်လှမ်းပြီးတော့ပြည်ထောင်စုကြီးကိုအတူတကွတိဆောက်ရန်ထက်တတိတခြားရက်တီစည်းလိုတဲ့စိတ်ကိုရှေ့တန်းတင်လာတာကိုတွေ့ရကြောင်းလူငယ်လူရွယ်များကိုမူရစေးများကျွေးပြီးတော့တိမ်သွင်းမြူဆွဲပြီးစစ်ပွဲတွေကိုအတိအကျမှရောက်ရှိစေခဲ့ကြကြောင်းလက်နက်ကို အကြမ်းဖက်နီးနဲ့မိမိတို့လူလားချက်ကိုတောင်းဆိုလို့မရဘဲနိုင်ငံရေးစကားဝိုင်းကိုရောက်ရှိလာပြီးတော့ငြိမ်းချမ်းစွာဖြည့်ရှင်းတဲ့နီးလန်းနဲ့သာပြိပခများကိုပြည်လဲစီမှာဖြစ်ကြောင်းသိရှိရပြီးတော့လက်နက်ကိုင်းလမ်းစဉ်ကိုဆွတ်လွတ်ပြီးလမ်းကြောင်းမှန်မော်ကိုရောက်ရှိကြရေးအတွက်မင်းအွန်လိုင်းကတိုက်တွန်းလိုက်တယ်လို့သိရပါတယ်ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းရှောက်လန်းချင်းသာလျင်မိမိတို့အာလုံးမျောလင့်ထားတဲ့အေဂျင့်တာယာတဲ့နိုင်ငံတော်ကြီးကိုတိဆောက်နိုင်မှာဖြစ်ကြောင်းမင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ် နိုဗ ెంబ ာလနှောင်းပိုင်းနဲ့ဒီဇင်ဘာလဇန်ပိုင်းမှာ TNLA နဲ့ကိုကန့်တ MNDA တပ်ဖွဲ့ကတရုတ်ရဲ့ဂျောင်းဝယ်စစ်ဆင်မှုနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့တွဲဆောင်ဆွေးနွေးရေးနိုင်ငံရေးနီးလန်းနဲ့ဖြစ်ရှင်းမှာဖြစ်ကြောင်းထုတ်ပြန်ပြောဆိုထားပါတယ်။ကိုကန့်တ MNDA ရဲ့ဒီဇင်ဘာလ3ရက်နေ့ထုတ်ပြန်ကြမှာတော့အာနာသိန်းစစ်ကောင်စီနဲ့စစ်ရေးကိုနိုင်ငံရေးနီးလန်းနဲ့ဖြစ်ရှင်းလို့ကြောင်း စစ်ဘေးဒုက္ခဒဏ်ကိုပြင်းထန်စွာခံစားနေရတဲ့အပြစ်မဲ့တဲ့ပြည်သူလူထုရဲ့အကျိုးကိုငဲ့ညာထောက်ထားခြင်းတရုတ်မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းစေလိုခြင်းပြည်တွင်းစစ်ရေးပဋိပက္ခများကိုလက်တွေ့ကျကျဖော်ဆောင်နိုင်ရေးအတွက်ဖြစ်ကြောင်း မြန်မာပြည်ထဲကနေခွဲထွက်ပြီးတော့နိုင်ငံတော်အစ်ထူထောင်ခြင်းကိုပြုလုပ်မှာမဟုတ်ပဲစစ်မှန်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုတောင်းဆိုခြင်းသာဖြစ်ကြောင်း MND ကပြောဆိုလိုက်ပါတယ်။တရုတ်အစိုးရရဲ့ဂျောင်းဝယ်စေးဆက်ကျိုးပန်းဆောင်ရွက်မှုအောက်မှာလာရှုံအပါအဝင်တပ်ဆိုင်ရာကိစ္စရပ်များကိုတွဲဆုံဆွေးနွေးတဲ့နီးလန့်နဲ့ဖြည့်ရှင်းနိုင်မယ်လို့ MND ကမျှော်လင့်ကြောင်းတရုတ်အစိုးရရဲ့ဂျောင်းဝယ်စေးဆက်ကျိုးပန်းဆောင်ရွက်ပေးမှုအတိုင်းတက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသို့တော်လည်းအာနာသိန်းစစ်ကောင်စီကမြန်မာနိုင်ငံရဲ့နေအာနဲ့မှာဖော်ဆောင်နေတဲ့ ဝေဟင်နဲ့မြေပြင်စစ်စင်တိုက်ခိုက်နေမှုများကိုရပ်ဆိုင်းပေးရမှာဖြစ်ကြောင်း MNDA ကတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ25ရက်နေ့က TNL ရဲ့ထုတ်ပြန်ချက်မှာတရုတ်အစိုးရရဲ့နေဆက်တည်ငြိမ်ရေးနဲ့တိုက်ပွဲရဆဲရေးကြိုးပမ်းမှုနဲ့စစ်ဘေးဒဏ်ဆိုးဝါးစွာခံစားနေရတဲ့ပြည်သူများရဲ့အကျိုးကိုငဲ့ညာထောက်ထားပြီးတော့နှစ်ဖက်စစ်ရေးပဋိပက္ခများအဆုံးသတ်နိုင်ရန်တွဲဆုံဆွေးနွေးရန်အသင့်ရှိကြောင်းတောက်တံမရော TNL ကသတင်းထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုက်ရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဇဘူသီရီမြို့နယ်အတွင်းမင်းအွန်လိုင်းနဲ့ဗိုလ်ချုပ်များရယူထားတဲ့မြေကွက်များအနီးမှာအစစ်မြေအင်အားစီမံကိန်း၃ခုတိဆောက်ရေးအတွက်ရင်းနှီးမြှုပ်နှံသူများကိုစစ်ကောင်စီကဖိတ်ခေါ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ဇဘူသီရီမြို့နယ်အတွင်းမှာရှိတဲ့မြေအေကတရားနီးပါးမှာအစစ်မြေအင်အားစီမံကိန်း၃ခုတိဆောက်ရန်လုပ်ငန်းရှင်များနဲ့ကုမ္ပဏီများကိုဒီဇင်ဘာလ31ရက်နေ့နောက်ဆုံးထားပြီးတော့ရှောက်ထားရန်စစ်ကောင်စီကဖိတ်ခေါ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်ပြည်မနာတောင်တို့လမ်းရဲ့အရှိတ် ဒုက္ခတော်ဝင်အိမ်ယာအနီးမြေဧရိယာ30ဧကလောက်ရှိတဲ့စီမံကိန်းနေရာတက်ပြင်မနာတောင်ကျိုလမ်းရဲ့အရှိတ်ဒံကို73စီအယောင်းဆိုင်အနီးမြေဧရိယာ30ဧကခန့်ရှိတဲ့စီမံကိန်းနေရာနှစ်နဲ့ဒနာတိတ်ရက်ကွာ တော်ဝင်သီရိလမ်းရဲ့အနောက်ဘက်တန်တမန်ဆုံးအနီးမြေဧရိယာ30ဧကကန်ရှိတယ်။စီမံကိန်းနေရာ၃တို့မှာအစစ်မြေအင်ယာစီမံကိန်း၃ခုကိုတည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအင်ယာများကိုအလုံးစုံရင်းနှီးမြှုပ်နှံပြီးတော့တည်ဆောက်ရန် developer လုပ်ငန်းရှင်များကုမ္ပဏီများကိုစစ်ကောင်စီကဖိတ်ခေါ်ထားတော်လဲ။အဲ့ဒီပတ်ပတ်လည်မှာရှိတဲ့မြေခွန်များကိုစစ်ကောင်စီရဲ့ဗိုလ်ချုပ်များကရယူထားပြီးဖြစ်ကြောင်းနေပြည်တော်အခြေဆိုင်အင်ချမ်းမြေအကျိုးဆောင်တအုပ်ကပြောဆိုထားပါတယ်။အခုစီမံကိန်း၁စီမံကိန်း၂နဲ့စီမံကိန်း၃လုပ်မဲ့နေရာတွေက အရင်ဗိုလ်ချုပ်တွေရောအခုဗိုလ်ချုပ်တွေရောမြေခွက်တွေကနေရာဥပိသနေရာတွေပေါ့ဥပမာတန်တမန်ဆောင်ပတ်ပတ်လဲမှာဆိုရင်ကြန့်ခိုင်ရေးဗိုလ်ချုပ်တွေနဲ့လက်ရှိဗိုလ်ချုပ်ကြီးတွေရဲ့မြေခွက်တွေပေတရာပတ်လေကစပြီးတော့ဧကနဲ့ခြေပြီးယူထားကြတာဥထားကြတာပေါ့သူတို့ယူလို့ရပြီးတော့မှအဲ့ဒီနားကိုစီမံကိန်းလောက်တာပါလို့နေပြည်တော်အခြေစိုက်အင်ချမ်းမြေအကျိုးဆောင်တူကပြောပြထားပါဗါရယ်အချမ်းမဲ့စစ်ကောင်စီတပ်ကဗိုလ်ချုပ်များရယူထားတဲ့မြေခွက်များဟာစီမံကိန်းနေရာဖြစ်တဲ့အချက်ချာကြတဲ့နေရာများဖြစ်တဲ့အတွက်အမှန်တကယ်စီမံကိန်းများအသက်ဝင်လာပါက တိန်းကိုတောင်းတဲ့ချီပြီးတော့တန်ကြီးရှိမှဖြစ်ကြောင်းနေပြီးတော့အင်ချာမြေဈေးကွက်ကျွမ်းကျင်သူများကပြောဆိုနေကြပါတယ်ဒီတန်တမန်ဇုံဆိုတာကတန်ယုံနဲ့တန်အမတ်နေအိမ်မြေနေရာတွေအဲ့ဒီနေရာတွေကအကောင့်ထဲလဲပေါ်နေကြပြီတကယ်တမ်းတန်ယုံတွေဖွင့်လာရင်အဲ့ဒီနေရာတွေကအရန်ကိုတန်ကြီးတက်မဲ့နေရာတွေပြောချင်တာကတော့နေပြီးတော့မှမြေခွက်တွေကတော့ဘိုးချုပ်နဲ့သူတို့အတိုင်းဝိုင်းကလွတ်တဲ့မြေခွက်ဆိုတာမျိုးမရှိဘူးလို့တောင်ပြောရမယ်လို့နေပြီးတော့အင်ချာမြေဈေးကွက်ကျွမ်းကျင်သူကရှင်းပြထားပါတယ်ဒါပေမဲ့အကြက်ဘတ်စစ်ကောင်စီက NLD အစိုးရလက်ထက်ကတမရဦးဝင်းမြင့်အပါအဝင် NLD အစိုးရဝင်ကြီးများအတွက်ချထားပေးခဲ့တဲ့နေပြည်တော်ဥတ္တရသီရိနဲ့ဒက္ခိဏသီရိမြို့နယ်များမှာရှိတဲ့မြေကွက်36ကွက်ရဲ့နှစ်30မြေငါးစာချုပ်ဂရန်များကိုပယ်ဖြတ်ကြောင်းနိုဝင်ဘာလ28ရက်နေ့ထုံးစစ်ကောင်စီဝါဒဖြန့်တရေစာမှာကြေညာခဲ့ကြောင်းတရင်ရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အီယာဝတီတိုင်းဟင်းသရမြို့မှာစစ်ကောင်စီခန့်ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုတို့ပူးပေါင်းကာဒေသခံလူငယ်များကိုလိုက်လံဖမ်းဆီးပြီးတော့အထမပြည်သူစစ်မှုထမ်းခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီခန့်ရက်ကွက်အုပ်ချုပ်ရေးမှုဥဝင်းနိုင်နဲ့ယာအိမ်မှုဥအိမ်နိုင်တို့ဟာဟင်းသရမြို့စကားတန်းရက်ကွက်မှာနေထိုင်ကာရက်ကွက်အတွင်းမှာရှိတဲ့လူငယ်များကိုပြည်သူစစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး မင်းအိမ်အတွင်းကိုဝင်ရောက်ပြီးတော့ဖမ်းဆီးနေခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်တနေ့ကဆိုရင်စကားတန်းမှာကလေး၃ယောက်လောက်ပါသွားတယ်အခုတည်းကအဆက်အသွယ်မရသေးဘူးဆင်းရဲတဲ့မိသားစုတွေကြပြန်တော့လဲပြန်မရွေးနိုင်ကြဘူးအခုဆိုရင်အဲ့ဒီကလေးတွေရဲ့မိသားစုတွေလည်းစိတ်ဆင်းရဲနေကြတယ်လို့စကားတန်းရက်ကွက်မှာရှိတဲ့ဒေသခံတအူးကပြောကြားထားပါတယ်ရက်ကွက်အုပ်ချုပ်ရေးမှုဦးဝင်းနိုင်ဟာ ပြီးခဲ့တဲ့နိုဗ ెంబ ာလကလည်း online ကနေတဆင့်စာတင်ကြားနေတယ်ဆိုပြီးတော့ CDM ចောင်းဆရာမတအုပ်ကိုဖမ်းဆီးခဲ့တဲ့အပြင်ចောင်းဆရာကြီးတအုပ်ကိုပါထပ်မံဖမ်းဆီးခဲ့တယ်လို့ဒေသခံများကပြောပါတယ်။ ARD တိုင်းမှာရှိတဲ့စစ်ကောင်စီခန့်ရက်ကျေးအုပ်ချုပ်ရေးမှုအများစုဟာ၎င်းတို့နဲ့အစင်မပြေသူများငွေကြေးမပြည့်စုံတဲ့အသက်၁၈ကနေ35နှစ်အတွင်းရှိတဲ့ဒေသခံလူငယ်အများစုကိုမဲဖောက်ခြင်းအပြင် ်ဖမ်းဆီးခြင်းများကိုပါပုံမှန်လှုပ်ဆောင်လာကြပြီးပြည်သူစစ်မှုထမ်းတင်တန်းကိုအဆက်မပြတ်ပို့ဆောင်နေတယ်လို့ဒေသခံများကပြောပါတယ်။အေယာဝတီတိုင်းအတွင်းကပြည်သူစစ်မှုထမ်းအများစုဟာစစ်တင်တန်းပြီးဆုံးပြီးတဲ့နောက် စစ်ကောင်စီတပ်အင်အားချင်းနဲ့နေတဲ့ရခိုင်ပြည်နယ်ကိုအများစုပို့ဆောင်ခံနေရပြီးတိုက်ပွဲအတွင်းမှာတေဆုံးမှုအများပြားရှိနေတယ်လို့ဒေသခံများကပြောပါတယ်။ ARD တိုင်းကရခိုင်ပြည်နယ်ကိုပို့ဆောင်ခံရတဲ့ပြည်သူ့စစ်မှုထမ်းတချို့ဟာယနေ့အချိန်အထိမိသားစုများနဲ့အဆက်အသွယ်ပြတ်တောက်နေပြီးတော့မိဘဖြစ်သူတွေဟာစိုးရိမ်နေတယ်လို့ပြည်သူ့စစ်မှုထမ်းတအုပ်ရဲ့မိသားစုဝင်တအုပ်ကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးညအူးပြည်မြို့ ကြုံမျောလက်ပေါ်တာအပါအဝင်မြို့နယ်များမှာနေအိမ်များပေါ်အထီကိုတက်ပြီးတော့လူငယ်များကိုစစ်တပ်ကစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဒီဇင်ဘာလဇန်ပိုင်းကစတင်ပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များအားလုံးမှာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကစစ်မှုထမ်းအပတ်စဉ်8 9 10အတွက်အသက်၈၈နှစ်ကနေ၃၅နှစ်အတွင်းလူငယ်များအလုံးစစ်မှုထမ်းရမှာဖြစ်ကြောင်းပြောဆိုထားပါတယ်စစ်မှုမထမ်းမဲနဲ့ရှောင်ပြေးတဲ့သူတွေများပြားလာပါကလမ်းနဲ့ရက်ွက်များနေအိမ်များအတွင်းထဲအထိပါဝင်ရောက်ပြီးတော့ဆွေ ွဲမယ်လို့တရားဝင်အသိပေးလာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဇက်တိုက်ဆိုးသလိုနေအိမ်နေဘောကိုတက်ပြီးတော့တော်၎င်းလမ်းနေဘောမှာတော်၎င်းလူငယ်များကိုစစ်တပ်ရဲနဲ့မြို့နယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီဇင်ဘာလ13ရက်နေ့ည10:00နာရီအချိန်မှာတာကေတာမြို့နယ်ရှစ်ရက်ကွက်မှာစစ်တပ်နဲ့ရဲများကအိမ်စည်းကားများနဲ့လမ်းများကိုလှည့်ပတ်ပြီးတော့ဖမ်းဆီးမှုများကိုလုံဆောင်ခဲ့ရမှာလူငယ်၄ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။တာကေတာမြို့နယ်ရှစ်ရက်ကွက်ခွနလန်းက အမျိုးသားလူငယ်နှအုပ်ကိုလည်းလာရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဒီဇင်ဘာလ14ရက်နေ့ညပိုင်းကမြောက်ဒဂုံတောင်ဒဂုံတို့မှာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များက ASCM များစစ်ဆေးမှုများလှုပ်ဆောင်နေရင်းနဲ့လူငယ်9ဦးထက်မနည်းကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။ ARD တိုင်းဘက်ကနေအလုတ်လာလုတ်တဲ့လူငယ်9ဦးအဖမ်းခံလိုက်ရပါတယ်။သူတို့ကတောင်ဒဂုံစစ်မှုဆောင်မှာအလုတ်ဆင်းတာ ASCM တိုင်မထားဘူး။အဲ့ဒါကိုထောင်မချဘူးစစ်မှုထမ်းရမယ်ဆိုပြီးတော့ဖမ်းသွားတာတောင်တကုံ16ရက်ကမြကြီးနန္ဒာလမ်းထဲမှာလဲအဆောင်နေကြတဲ့လူငယ်လေးတွေပါ မနေ့ကညက7:00နာရီလောက်မှာစစ်ကားနဲ့တင်ပြီးတော့ခေါ်သွားတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲဒီသမားလာ14ရက်နေ့ညပိုင်းကရွှေပြည်သားမြို့နယ်6ရက်ကွက်နဲ့9ရက်ကွက်တို့မှာအဲစင်းစစ်ရင်နဲ့စစ်မှုထမ်းရန်အကျုံးဝင်တဲ့လူငယ်6ဦးကိုစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကစစ်ကားတွေနဲ့တခါတည်းကားပေါ်ကိုတင်ဆောင်သွားခဲ့တယ်လို့သိရပါတယ်အလားတူပဲ ်ဒီဇင်ဘာလ17ရက်နေ့မနက်9နာရီအချိန်မှာမန္တလေးတိုင်းညောင်ဦးမြို့နယ်ကြောက်ပင်ကန်ချေးရွာနဲ့ကြောက်ဦးချေးရွာကအမျိုးသား17ဦးကိုအချက်မဲ့စစ်ကောင်စီတပ်သားများကစစ်မှုထမ်းရန်ဖမ်းဆီးခဲ့ပြီးတော့၄ဦးကိုတော့ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကအင်အား40ခန့်ပါတဲ့ကား9စီးနဲ့စစ်မှုထမ်းရန်အတွက်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ကြောက်ပင်ကန်ရွာကအသက်22နှစ်အရွယ်ကိုဖိုးချက်အသက်28နှစ်အရွယ်ကိုကိုမောင် အပါအဝင် အမျိုးသား9ဦး ရွာရဲ့အပြင်ဘက်အုပ်ဖို့လုပ်ငန်းခွင်မှာလုပ်ကင်နေတဲ့အမျိုးသား၅ဦးနဲ့ကျောက်ရွာကအသက်30အရွယ်ကိုအောင်ကိုဝင်းခေါ်ကိုအောင်လိုင်းဖြိုးတို့ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုအစွဲခံရတဲ့ဆက်တယောက်မှာတယောက်ပဲလမ်းပေါ်မှာအစွဲခံရတာ။ကျန်တဲ့ဆွဲခံရတဲ့သူတွေကအိမ်ထဲမှာအစွဲခံရတာပါ။တော်လန်ရေးကိုကိုနဲ့မဆိုင်ပါဘူး။ကိုလုံးမှာကိုစားရမယ်ဆိုတဲ့လူတွေလဲစစ်ကောင်စီကမိမိရဲ့အိမ်တကားကိုလာခောက်နေပြီဆိုတာကိုသိစေချင်ပါတယ်။ တက်နိုင်တဲ့ဘက်ကနေပြီးတော့တော်လိုင်းရဲ့အဖွဲ့တွေကိုကူညီပေးကြဖို့လိုအပ်ပါတယ်လို့ညာဦးအခြေဆိုင်21 Began People Defense Force ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲဒီသမား73ရက်နေ့ကဘကိုးတိုင်းတောင်ငူခရိုင်အုတ်တွင်းမြို့အထွက်မှာပြူစောတိနဲ့စစ်တပ်ပေါင်းပြီးတော့စစ်မှုထမ်းအတွက်လမ်းတော်လမ်းလာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးလျက်ရှိရာ ဒီဇင်ဘာလ23ရက်နေ့တရက်ထဲမှာတင်လူငယ်6ဦးဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။အဲ့ဒီဂိတ်မှာလူငယ်စုစုပေါင်း45ဦးကိုစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ရွာတွေအတွင်းထဲကိုလည်းညအချိန်ဆိုရင်ပေါ်တာတွေဝင်ဆွဲတာတွေရှိနေပြီးပတ်ဝန်းကျင်ကျေးရွာအုပ်စုမှာလည်းအခက်တွေ့နေရပြီးစိုးရိမ်ပူပန်မှုတွေရှိနေရပါတယ်။အရင်နေ့တွေကလည်းရမ်းတမ်းပြီးတော့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လေကွင်းတွေထဲကိုကြောက်ရောက်ပောက်ကွဲပြီးနှလုံးရောဂါရှိတဲ့သူတအူး ထိတ်လန့်ပြီးတော့တေဆုံးရတဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲမန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာအခုဒီဇင်ဘာလအတွင်းလူငယ်စုစုပေါင်းအယောက်90ကျော်ကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကပေါ်တာဆွဲပြီးတော့ဖမ်းဆီးခဲ့ကြကြောင်းမဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တရင်ရင်းမြစ်ကအတည်ပြုပြောဆိုထားပါတယ်။ ညာပိုင်းမှာမှောင်ရိပ်ခုံမှုနဲ့ဖမ်းတာကအယောက်30လောက်ပါသွားတယ်အဲ့ဒါတွေကရဲစခန်းကနေတဆင့်စစ်မှုထမ်းအတွက်စရင်သွင်းပါတယ်နောက်ထပ်အယောက်20လောက်ကတော့အစင်းစစ်ရင်နဲ့မိတာလိုင်စင်မဲတဲ့ဆိုင်ကယ်စီးနှင်းတာတွေကြောင့်လည်းဖမ်းဆီးပါတယ်သူတို့လည်းစစ်မှုထမ်းအတွက်စရင်သွင်းခံလိုက်ရပါတယ်လို့မဟာအောင်မြင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ